်မင်္ဂလာပါရှင်ခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နယေကန်ကိုထိုးစစ်ဆင်နေသောအကြံဖက်စေအုပ်စုစစ်ကြောင်းနှစ်ကြောင်းတမိုင်ကျော်လောက်ထိနောက်ပြန်ဆုတ်သွားခဲ့ရလေဒီနှင့်ချပေးသောလက်နက်နှင့်ရိတ်ခါအထုပ်အချို့အေအေသိမ်းစီရမိတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာရကတက်တော်အေအေကဝိုင်းဝန်းပိတ်ဆို့ထားသောအမ်ပရန်လန်ပေါ်ကနယေကန်လေးချောင်းရံကောက်ွက်ရေးစခန်းကိုစစ်ကူတက်လာသောစစ်ကြောင်းနှစ်ကြောင်းသည်ရှေ့ကိုတိုးမရောက်သည့်အပြင် ရောက်ရှိနေသည့်နေရာများမှနောက်ကိုစုပ်ပေးလိုက်ရသည်ဟုစစ်မြေပြင်တရင်ရင်းမြစ်တပ်ခုကပြောပါရယ်ခုတ်ကြီးဘက်ကိုတက်လာတဲ့အင်အား150ပါတဲ့စစ်ကြောင်းခုတ်ကြီးကိုမရောက်တဲ့အပြင်နောက်ကိုတမိုင်ကျော်လောက်ပြန်ဆုတ်သွားခဲ့ရတယ်စစ်တပ်ကလေကြောင်းဒရုန်းနဲ့မြေပြင်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူတာတိုက်မနိုင်ဘူးဖြစ်နေတယ်လို့ပြောပါရယ်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများဖြင့်ခုတ်ကြီးချိပါကိုထိုးဖောက်ဝင်ရောက်ရန်စစ်ဆင်နေသည့်ခုတ်ကြီးကမှနောက်ဖက်ကတမိုင်ကျော်ခန့်နောက်ဆုတ်သွားခဲ့ရပြီးအဆိုပါနေရာတွင်လည်းတိုက်ပွဲများဆက်ဖြစ်နေသည်ဟုပြောပါရယ် အလာတူနှစ်ရက်ကန်တောင်းသူယခုလအတွင်းပထမအပတ်ကလေးကလန်ဟောင်းဘက်ကနေပြန်လည်ထိုးစစ်ဆင်လာတော့အင်အား150ခန့်ပါစစ်ကြောင်းလေရှေမတိုးနိုင်ပဲနောက်ဆုတ်သွားခဲ့ရပြီဟုဆိုပါတယ်ဒီစစ်တပ်စစ်ကြောင်းကအင်အား150လောက်နဲ့စစ်ကြောင်းထိုးတာပစီရွာနဲ့မိုင်ဝက်ခန့်သာဝေးတဲ့နေရာကိုရောက်ခဲ့တာအခုသူတို့ရောက်ခဲ့တဲ့နေရာကနေတက်လန့်ပြီးနောက်ဆုတ်နေရတယ်ဟုပြောပါတယ်၎င်းစစ်ကူလာသည့်စစ်ကြောင်းများနောက်ဆုတ်သွားခဲ့တော့လေတိုက်ပွဲများမှဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကလည်းနေရုံညပါလေးကြောင်းမှကြက်တိုက်လျင်များ ဝိုင်တွဲများဖြင့်အဆက်မပြတ်ပုံကျဲနေသည်ဟုသိရပါသည်အကြံဖတ်စစ်တပ်ရဲ့ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းများကိုအေအေနဲ့မဟာမိတ်တပ်ဖွဲ့တွေကအပြင်းအထန်ပိတ်ဆို့ပြီးချေမုံတိုက်ခိုက်တယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်တပ်ကလေရင်တွေနဲ့ပါပုံကျဲတော့တိုက်ပွဲကပိုပြင်းထန်နေပါတယ်ဟုပြောပါရယ်။အခြားတစ်ဖက်တွင်လည်းနေရီကန်လီချောင်းရံကောက်ွဲရေးစခန်းကုန်းကိုအေအေနဲ့ပူပေါင်းမဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ထားတဲ့ပြင်လက်နက်နဲ့ရိတ်ခါများပြက်လက်နေတဲ့ပြင်လေရင်ပေါ်မှလေတီးဖြင့်ချပေးရန်အချို့အထုံများကိုအေအေကသိမ်းဆည်းရမိခဲ့သည်ဟုသိရပါရယ်။ နီကနဲ့ရေကန်စခန်းကို Y8 လေးရင်အမျိုးအစားနဲ့လေချောင်းကနေလေတီးတွေနဲ့လက်နက်ခေရန်စားနေရိတ်ခါလာချပေးတယ်။တချို့ကို AA ကတင်စီရမိတယ်။နေ့လယ်ဘက်အချိန်မှာစစ်ကောင်စီလေချောင်းကနေပြစ်စည်းလာချပေးတာပါဟုပြောပါတယ်။စစ်တပ်ဘက်မှစားနေရိတ်ခါအထုတ်ချပေးနေစဉ် AA ကလက်နက်ကြီးများဖြင့်ပြစ်ခတ်မှုများပြုလုပ်ခဲ့တော်လဲထိခိုက်မှုကိုတော့မတိရသေးဘူးဟုဆိုပါတယ်။ ၎င်းဖြင့်အာရကတက်တော်မှနိုင်ရီကန်လီချောင်းရံကောက်ခွေရေးစခန်းကိုလက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်မှုများပြုလုပ်နေသဖြင့်အဆောင်နှင့်အဆောက်အဦတချို့ပြိုကျပျက်စီးမှုများရှိသည်ဟုလည်းသိရပါသည်တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေသဖြင့်ဘုံတံလက်နက်ကြီးတံများကိုခံနေရပြီးတိုက်ပွဲဖြစ်ပွားနေရာအနီးဝန်းကျင်မှလှိုင်ရွာ၊ပစီရွာ၊နောင်ရွာ၊ကုတ်ကြီးအပဝင်းကြီးရွာပေါင်း30နီးပါးမှလည်းပျက်စီးသွားခဲ့ရပြီဟုဒေသခံတအူးကပြောပါရယ်။အေအေဘက်မှလက်နက်ကြီး drone sniper ဖြင့်တိုက်ခိုက်နေမှုကြောင့် စခန်းအတွင်ရှိအစာဦးသည့်တချို့နှင့်အစာဦးပြည့်စည်ရုံသားမကတပ်ဖွဲ့ဝင်အချို့လည်းတည်ဆုံမှုရှိနေသည်ဟုဒေါ်လာရင်းနှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံမှတဆင့်သိရပါသည်။ဆလပီနေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် AA နှင့်ပူးပေါင်းတပ်များဝင်တိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။2025နိုဝင်ဘာ24ရက်နနက်ပိုင်းတွင်နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် Arakan Army AA နှင့်ပူးပေါင်းတပ်များမှအင်အားကြီးစစ်စင်ရေးတပ်ဖွဲ့များဖြင့်ဝင်တိုက်ခဲ့ကြောင်း ဒေသခံများနှင့်စစ်တရင်ရင်းမြစ်များကတရင်ပြေးကြပါရယ်တရင်အရာနေပြီးတော့အနောက်ဘက်ရှိလေးစိတ်တရာအနီးတွင်မနက်9:00နာရီဝန်းကျင်ကစတင်ပြစ်ခတ်မှုများအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတချို့ဒေသများတွင်မိခိုးတမ်းများမြင့်တွေ့ရကြောင်းသိရပါရယ်အေအေတပ်များနှင့်ပူးပေါင်းတပ်ဖြစ်သည့်ပရိသတ်တပ်အများအဖွဲ့တပ်များမှလည်းအထူးအင်အားတပ်ဖွဲ့များပါဝင်လာကြောင်းစစ်တရင်ဌာနများကဖော်ပြပါရယ်တရင်အရာလေးစိတ်အနီးရှိစစ်ကောင်စီတပ်ရုံများကိုပြစ်ခတ်မှုများပြင်းထန်စွာဖြစ်နေပြီးနေပြီးတော်မျိုးအတွင်တွင်လည်းလုံခြုံရေးတပ်များအလုံးကိုအပြင်းထန်သတိပြုနေကြပါရယ် တရင်ဆက်ရအချို့တွင်အမျိုးအစားသုံးစစ်လေရင်များကိုအစောပိုင်းကလေးကမှမလုံးမရွေ့ထားကြောင်းသက်ဆိုင်ရာသတင်းရင်းမြစ်များကတဆင့်အတည်ပြုခဲ့ပါတယ်။ထို့အတူ AA တမထုတ်ပြန်ထားသောစစ်မိန်ကြေညာချက်တစ်ခုတွင်နေပြည်တော်သည်စစ်ကောင်စီ EC ဘုံဟိုမျိုးဖြစ်သည့်အတွက်ပြည်သူအပေါ်ချိုးဖောက်မှုများကိုတာဝန်ရှိသူများအားဓာတ်ရိုက်အဖြေထုတ်ပြန်သတ်မှတ်ထားသည်ဟုဖော်ပြထားပါတယ်။ထို့ရတွင်စစ်ကောင်စီအဖွဲ့ဘက်မှတော့အထူးသတင်းထုတ်ပြန်ချက်မရှိသေးပေ။သို့သောနေပြည်တော်ရှိအစိုးရအဆောက်အအုံများတွင်လုံခြုံရေးများပြင်းထန်စွာတိုးချဲ့ထားပြီး လေကြောင်းလမ်းကြောင်းအသုံးပြုမှုများကိုခေတ္တရပ်ဆိုင်ထားကြောင်းသိရပါတယ်။အခုချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်နေကြပြီးစစ်ကောင်စီဘက်မှလေကြောင်းဖြင့်နေပြည်တော်နီးပတ်ဝန်းကျင်ကိုဘုံကျဲချနေတယ်လို့သိရပါတယ်။စစ်ရှိန်များတဖြည်းဖြည်းမြင့်တက်လာတဲ့အပေါ်ပြည်သူများအတွက်စိုးရိမ်မှုများတိုးလာနေပြီးနေပြည်တော်အတွင်းရှိဒေသခံများသည်မိမိတို့အိမ်များအတွင်းသို့နေရာယူထားကြောင်းတရင်ရရှိပါတယ်နေပြည်တော်တွင်တိုက်ပွဲဖြစ်ပွားခြင်းသည်မူလဖွဲ့စည်းဖြစ်သည့်တပ်ဖွဲ့များ၏စီးရေးလှုပ်ရှားမှုအနေနဲ့အကြီးဆုံးအဆင့်တစ်ဆင့်ဖြစ်လာနိုင်ကြောင်းနိုင်ငံရေးလေးလာသူများကသုံးသပ်ကြပါတယ် ဆက်လက်ပြီးမြဝတီမြို့နယ်လေးကေကော်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲပြီးလက်နက်ကြီးများစက်တိုက်ပစ်ခတ်နေကာမြေပြင်မှာလဲစစ်အင်အားအလုံးရင်ဖြင့်တက်လာတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြဝတီမြို့နယ်ထိုင်းမြန်မာနယ်ဆက်လေးကေကော်ဘက်ကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်လက်နက်ကြီးများဖြင့်စက်တိုက်ပုံကျဲပစ်ခတ်နေပြီး မြေပြင်မှာလဲစစ်ရင်အလုံးရဲ့ဖြစ်ထိုးစစ်စင်နေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ယနေ့နိုဝင်ဘာ23ရက်ည9:00နာရီကျော်ခန့်အချိန်မှာစတင်ပြီးည8:30မိနစ်အချိန်ထိအကြမ်းဖက်စစ်တပ်က၄ကီကော်သို့ပိုင်တွဲလျင်ဖြင့်စစ်တိုက်ပုံကျလျက်ရှိကြောင်းမြောက်ဝတီမျိုးဆောင်တပ်ခမာယ295တရင်ကလည်း122မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ဖိကတ်နေကြောင်းသိရပါတယ်။ ်ထို့ပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကလူလိုက်လုံးအလုံးအရင်ဖြင့်လေကိတ်ကော်မျိုးစီတို့ဦးတီထိုးစစ်ဆင်ရွေလျားလာနေကြောင်းနှစ်ဖက်တီးထွေတိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံမှုများပြားကြောင်းစစ်တပ်ကစစ်မှုရန်တပ်သားတွေများဖြင့်လေကိတ်ကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရင်းထိုးစစ်ဆင်ပြီးအခြေအနေရှိကြောင်းသိရပါသည်လေခိကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရေးနဲ့မြေပြင်စစ်ကြောင်းထိုးတိုက်စစ်ဆင်နေပါတယ်။အခုနက်နက်10နာရီကျော်ကနေ17ခွဲအထိဝိုင်းတွဲနဲ့ဘုံဘက်ကျဲတိုက်ခိုက်နေတယ် ရေပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးတာတွေရှိနေတဲ့ကြားကစစ်သားတစ်တွေနဲ့ဆွေတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းပတ်လာနေတယ်ဟုဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်အကြမ်းဖက်စစ်တပ်ဤဝိုင်းတွဲလျင်ဖြင့်ပုံကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တံများကိုထိုင်းနိုင်ငံမဲဆောက်မြို့နယ်အစပ်အထိကျေလောင်စွာကြားရကြောင်းမဲဆောက်မြို့တွင်နေထိုင်သူများကပြောပါရယ်အလားတူယမန်နီကလည်းမြောက်ဝတီမြို့အနီး၄ကီကော်နှင့်မဲထော်သလီဘက်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနှင့်တောက်လျှောက်ပစ်ခတ်ခဲ့ပြီး ဘူရန်နိုင်ကုံလို့ခေါ်တဲ့အင်ကြီးကုံဖုန်ကြီးကြောင့်နဲ့ကြောက်ကူဘက်ကိုစစ်ကြောင်းထိုးလာတော့ကြောင်းထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးကျွန်းစုမြို့နယ်တွင်အင်စီကနစီဖြင့်လက်နက်ခရမ်းများတင်ဆောင်လာတော့ရဲနှင့်ပြူစောထီးများကိုခြားပြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နဲ့ခရမ်းများတင်စီရရှိတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းကျောစုမြို့နယ်တွင်အင်စီကားနှစ်စီးဖြင့်လက်နက်ခဲယမ်းများတင်ဆောင်လာသောရဲနေပြူစော်တီများကိုကြားဖြတ်တိုက်ခိုက်ရာ၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နှင့်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းကျောစုမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖမှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါသည်နိုဝင်ဘာလ23ရက်နေ့နနက်10:00နာရီခန့်တွင်ကျွန်းစုမြို့နယ်ဖျားထွက်ကျေးရွာဘက်မှ ပဲ့တိုင်ကြီးရွာပြူစောတီစကန်တို့လက်နက်ခဲယံများတည်ဆောင်လာသောအိမ်စည်းကားနှစ်စီးကိုဒေါ်လန်ရဲတပ်ဖွဲ့များကရမုံကြီးရွာအနီးကားလမ်းပိုင်းတနေရာ၌ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်ပြူစောတီနှင့်ရဲများကားပေါ်မှအစီးပြေစဉ် ဒေါ်လာရေးတက်ခွဲများကဝိုင်းဝန်းပိတ်ဆို့ဖြစ်ခတ်ခဲ့သောကြောင့်ပြူစော်တီအများအပြားထိခိုက်ဒဏ်ရာရရှိကခဲမိုင်းချောင်းအတွင်ပြုတ်ကျခဲ့ခြင်းတိုက်ပွဲအတွင်ပြူစော်တီနှင့်ရဲများအပါအဝင်၅ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။တိုက်ခိုက်မှုအတွင်၎င်းတို့ကားရက်ခဲ့သောကားပေါ်မှ60မမမော်တာပြောင်တစ်ခု60မမဘုံ၅လုံး6မမကြီ38တောင်းနနတိလက်ပြပုံနှလုံး UCG ပေါက်နှစ်ခုဓမြောင်တချောင်းဖုံးတစ်လုံးနဲ့ဖြူစော်တီယူနီဖောင်းတစ်စုံတို့တင်စီရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲအတွင်းရင်းမောင်းတအုပ်နှင့်ဖြူစော်တီအဖွဲ့ဝင်ဟောင်းနှစ်ဦးကိုလည်းအရှင်ဖမ်းမိပြီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရေးတပ်ဖွဲ့များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျွန်းစုမြို့နယ်အတွင်းမှာရှိတဲ့မြေအောင်လိုက်ဘတ်တော်သားများအလုံးပြည်သူနဲ့အတူပူးပေါင်းဖို့အချိန်တက်ပြီးဖက်စစ်မြေအောင်လိုက်အတွက်အသက်တွေအသေးမခံကြပါနဲ့တော့လို့ပဲပြောချင်ပါတယ်။သူတို့လက်နဲ့ခရံတင်လာတဲ့ကားကပြည်သူကားဆိုတော့မီးရှို့တာတွေတော့မလုပ်ခဲ့ဘူး။ကျွန်တော်တို့ကားကိုဒီတိုင်းထားပြီးစုတ်ခွာခဲ့တယ်။ ကားကလည်းမောင်းလို့မရတော့ဘူးဂျွန်ဆူမျိုးနဲ့ပြည်သူ့ကောက်ွက်ရေးအဖွဲ့ဖကဖမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကဂျွန်ဆူမျိုးနဲ့ပြည်သူ့ကောက်ွက်ရေးအဖွဲ့နှင့်ရိတ်ခရိုင်ပြည်သူ့ကောက်ွက်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်